လာပါရှင်စမြက်ကကင်ကလမပြန်လည်ပြီးတော့ကျူဆွလိုက်ပါတယ်ဒီနေ့ဒီမှာဆိုရင်တော့ဒီမှာချက်ပြုတ်ပြမယ်ဟိမိယာလေးရပါဘောเนาะချက်သားချက်သားကိုဘောเนาะရတာရှိရဲ့ချက်သားမောကျော်လေးအနေနဲ့ကျော်လို့ပြပါမယ်ပြီးလို့ရှိရင်တော့ဘူးညွတ်ဘူးညွတ်ဟိညွတ်လေးကိုတော့ရတာရှိရှိလေးချက်ပြပါမယ်အဲ့တော့ချက်သားမောကျော်ဆိုလို့ရှိရင်ဘောเนาะပုံမှန်ဆိုလို့ရှိရင်လည်းသူ့ ွတ်ွတ်ရွရလေးနဲ့ဆိုကြသားမကျော်လေးကရင်းနှီးလေးနဲ့မြည်လို့ရှင်အောင်ရဲအောင်မှာစားကောင်းတဲ့နေထားပေါ့နော်အခုကတော့မြင့်မြအနေနဲ့ဆိုတဲ့ခါကျတော့ကြသားမကျော်လေးနဲ့လိုက်ဖက်မဲ့ဟင်းကျူလေးကိုကြတော့ဘူးညွန့်ဟင်းကျူလေးအနေနဲ့တွေ့ဖက်ပြီးတော့ချက်ပြုတ်ပြီးမှတက်တဲ့အတွက်ကြောင့်မလို့ဗီဒီယိုလေးကိုလည်းဆက်လက်ပြီးတော့ဆောင်ကြည့်ပြကြပါဦးနော်ပထမဆုံးစက်သားမော့ကျော်လေးပြုလုပ်တဲ့အခါမှာစက်သားမော့ကျော်မလုပ်ခင်ပေါ့နော်စက်သားရင်းဆုံးရတရှိရှိလေးပြုတ်ပေးဖို့အတွက်လိုပါတယ်အဲ့တော့စက်သားပြုတ်ဖို့အတွက်ဆိုလို့ရှိရင်ပေါ့နော် ဒီမှာဆိုလို့ရှိရင်ဇေယျနေပြီးတော့ဝေယူထားတဲ့စက်သားကိုတည်တည်ချာချာလေးစီကြောတန့်စင်ပြီးတဲ့အခါမှာစက်သားရဲ့အသားလေးကိုပေါ့နော်အရသာစိတ်ဝင်စီဖို့အတွက်အချုံမုံစနင်းမုံငပြားကြီးစားလို့နေတည်တည်ချာချာလေးနှက်ပြီးတဲ့အခါမှာပေါ့နော်သူ့ရဲ့အပေါ်မှာဂျင်းလေးတွေနဲ့စက်သွုံပြူလေးကိုပါထောင်းပြီးတော့တွဲပြီးတော့နှက်ပေးထားပါတယ်တော့အချိန်7မိနစ်15မိနစ်လောက်နှက်ပြီးပြီးပြီဆိုလို့ရှိရင်တော့စက်သားပြုတ်ဖို့အတွက်အနီတော်လေးပဲဖြစ်တဲ့အတွက်ကြောင့်မလို့စက်သားပြုတ်ဖို့စက်သားလေးကိုဦးလေးကိုထည့်လိုက်ပါမယ်ရှင်။ ာလေးကိုဥရဲကိုထည့်ပြီးဆိုလို့ရှင်ပေါ့နော်အဲ့တော့ရေတန့်လေးကိုထည့်ပါမယ်အဲ့တော့ရေတန့်လေးထည့်ပြီးဆိုရင်တော့မီကလော်လေးဖွင့်လိုက်ပါမယ်အော်အခုအနေထားမှာပေါ့နော်ဒီချက်သားလေးကိုပြုတ်တဲ့အခါမှာတတိချာလေးပေါ့နော်အနံ့အတက်လေးမှုကြိုက်မှုတော့လိုပါတယ်။ဘာလို့လဲဆိုလို့ရှိရင်ဒါကအစိမ့်ချက်သားကိုပေါ့နော်အနံ့မှုဖို့ဆိုတာလေဒီလိုမျိုး သူ့ရဲ့ဘေးနားမှာ သူ့ရဲ့အနံ့သက်ကိုပျောက်စေမယ်ခြင်းတို့စက်တုံဖြူလိုနဲ့တတိကြကြလေးထောင်းပြီးတော့နှစ်ထားမှသာပြန်ပြီးတော့ပြုတ်ကြလို့တဲ့အခါမှာမှုကြိုင်နဲ့ရတာရှိရဲ့စက်သားချုပ်လေးကိုလုံးလို့ရမှဖြစ်ပါတယ်အဲ့တော့အခုကတော့ဒီစက်သားပြုတ်ကြလေးကိုစက်တဲ့အထိအရင်ဆုံးအချိန်ပေးပြီးတော့ဆောင်းလိုက်ပါအောင်မယ်နော်ကျတဲ့ပြုတ်ကြအခုနေထိုင်လို့ရဖြစ်တဲ့အတွက်ကြောင့်မို့လို့ဗန်နီးလေးကိုစိတ်ယူထားလိုက်ပါမယ်နော် ခုကတော့ ਉਹ လေးကနေစေယူထားတဲ့ချက်သားလေးကိုအချိန်ခဏလေးပေါ့နော်အဲ့အခါနေတော့ချက်သားလေးကိုဒီချက်ချာလေးမှလိုက်ပါအောင်မယ်နော်အဲ့တော့ဆက်ပြီးတော့ကြည့်ပြပါအောင်ရှင်ဟိုကတော့ချက်သားမောင်ချော်လေးကျွန်မဖြစ်တဲ့အတွက်ကြောင့်မလို့ ਉਹ လေးရဲ့ကိုစီလေးထည့်ထားပါတယ် ਉਹ လေးရဲ့ကိုစီထည့်ပြီးပြီဖြစ်တဲ့အတွက်ကြောင့်မလို့ချက်သားအမွှားလေးတွေကို ਉਹ လေးကိုစီပူလာပြီးဆိုတာနဲ့တခါတည်းထည့်ပါမယ်နော်အဲ့တော့အခုကစီပူလာပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ ချက်သားလေးမှားလာတယ်ကိုကိုလေးလည်းထည့်လိုက်ပါမယ်အဲချက်သားလေးကချိလိုက်တဲ့အနေထားနည်းနည်းကပို့ချက်ကလေးကအထင်ကြီးကမှဆောင်ပြီးပါအောင်မရှင်ချက်သားမှားလာတာလေးကပေါ့နော်အနေငယ်ချက်တဲ့အနေထားကိုရောက်ပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ပကံလေးတွေကိုခဏပြန်ပြီးတော့လက်ထည့်ထားလိုက်ပါမယ်လို့ရှိရင်ဒီချက်သားမှားလေးနဲ့ ရောပြီးတော့ကြော်မယ်ပေါ့နော်ချက်သွန်ဖြူချက်သွန်နီအကြံဖလီနဲ့တွဲပြီးတော့ဒီချက်သားလေးကိုပြန်ပြီးတော့ရောကြမှာဖြစ်ပါတယ်အဲ့ချက်သားမှကြော်လေးနဲ့ရောဖို့အတွက်ပေါ့နော်ဘူးရဲကိုစီလေးရင်ထည့်လိုက်ပါအောင်မယ်စီလေးထည့်ပြီးပြီဆိုလို့ရှိရင်နော်အသင့်လေးဖြတ်ထားတယ်ပေါ့နော်ဒီချက်သွန်နီလေးကိုဘူးလေးရဲကိုထည့်လိုက်ပါမယ်ဒီကတည်းကထပ်ပြီးထရတဲ့ဖောင်းမျိုးလို့ တပန်ကြီးလေးပြီးသားလေးလည်းထည့်ပါမယ်နော်အဲတပန်ကြီးလေးနည်းနည်းလေးပေါ့နော်ရေးလိုက်ရင်ထိတော့အချိန်ကြီးမှဆောင်ပေးပါမယ်ခုလိုမျိုးစက်တံလေးတွေစက်တံဖြူလေးတွေထည့်ရရပေါ့နော်ဒီအနေထားလေးရမြောင်ဖလီကိုတန်းပြီးတော့အရောင်ပြောင်းလာတဲ့အနေထားလေးတော့ဖြစ်ပြီဆိုလို့ရှိရင်တော့အခုချိန်မှာအကျန်းဘက်ကိုတခါရဲ့ဦးရဲကိုထည့်ပါမယ် ဆက်ဆက်လေးစားခြင်းเนาะအမေညာလေးတစ်ခုเนาะဒီလိုချက်ပြီးเนาะဟိုပါနေအကျံပလီနဲ့ရုပ်ပြီးတဲ့အချိန်လေးတော့ရောက်ပြီဆိုလို့ရှိရင်เนาะနာကြော်ရတဲ့စက်သားလေးကိုဦးရဲကိုပြန်ပြီးတော့ထည့်လိုက်ပါမယ်เนาะနော်ကျမဒီကြာလေးလေးလိုက်ပါမယ်ရှင် ခုကတော့စသားမလေးကိုအကျန်းဘက်စသွန်ဖြူစသွန်နင်းနဲ့ရောပြီးတော့ဗောနော်ကျော်လာလေးကတော့ပြီးသွားပါပြီအဲ့တော့ပကံလေးတွေကိုဒီချာလေးထည့်လိုက်ပါဦးမယ်နော်စသားမကျော်လေးဗောနော်ကျော်ပြခဲ့တာကတော့ပြီးသွားပြီပဲဖြစ်ပါတယ်ရှင်အာတရှိပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အခုကတော့ဘုံညိုဟင်းညိုလေးချက်ပြမှာပဲဖြစ်ပါတယ်အဲ့မိခလုံးလေးဖွင့်လိုက်ပါတယ်ဟိုလေးတွေကိုရှည်တန်းလေးထည့်လိုက်ပါမယ်တန်းလေးထည့်ပြီးပြီဆိုလို့ရှင်နော်စသုံးဖြူလေး ဒီထားရှိပါတယ်။အဲတော့စသုံးဖြူလေးကိုလေးရဲကိုထည့်လိုက်ပါမယ်။စားလေးထည့်ပါမယ်။ချုံမုတ်လေးထည့်ပါမယ်။ပြီးငံပြိုင်လေးထည့်ပါမယ်။အစင်ကြောက်လေးထည့်ပါမယ်။နော်ဘုံရဟင်းမျိုးတွေမှာပေါ့နော်ထဲဖို့အတွက်မြေကောင်းလေးပါအာမြေကောင်းလေးထည့်ပါမယ် အခုထည့်လိုက်တဲ့တစားပလာလေးတွေကိုဒီရေတန်းနဲ့ပေါ့နော်ပုပ်ပွက်ဆူလာတဲ့အထိအချိန်ခဏစောင့်ပေးပါမယ်နော်အဲ့တော့ရေပုပ်ပွက်ဆူလာပြီဆိုတဲ့အခါကျမှဘူးညုံလေးကိုထင်မှာမလို့အခုကတော့အချိန်လေးခဏစောင့်လိုက်ပါဦးမယ်ရှင်အခုဆိုရင်တော့ဟင်းချိုလေးကဆူလာပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဘူးညုံလေးပေါ့နော်အစင်တင်းစီရတဲ့ဘူးညုံလေးကိုအိုရဲကိုထည့်လိုက်ပါမယ်ရှင် တော့ဘူးအရွက်လေးပေါ့နော်နူရဲတီတော့ခဏလေးအချိန်ဆောင်ပေးပါမယ်နော်အရွက်လေးကလည်းနူရဲအနေထောင်ရောက်ပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ဘူးညိုဟင်းလေးကိုကန်လေးလေးကိုလဲချလိုက်ပါမယ်ရှင်ဘုညဟင်းကလေးကတော့ချက်ပြားပြီးတိုက်ပဲဖြစ်ပါလေရှင်။အော်ကြည့်ရှုပေးကြတဲ့သူတွေအားလုံးလည်းဒီလိုအားကြီးတင်ပါတယ်နော်။ ီနေ့လီမာချက်ပြပေးခဲ့တဲ့စတားမော့ချော်လီနဲ့ပူညိုဟင်းညူလီကတော့ညီမတက်ဆက်ပေးခဲ့တာပြီးသွားပြီဖြစ်ပါတယ်အဲ့တော့မိမိတို့အိမ်မှာချက်ပြုတ်တဲ့အခါမျိုးမှာလည်းပြန်ပို့ပြီးတော့ အရာသာလည်းရှိပြီးတော့ဇမိုက်နေလေးမြို့တဲ့ဟင်းပွက်လေးတွေဖြောင်ပေါ့နော်ညီမကတော့ညီမချက်ပြပြတဲ့နေလေးနည်းနဲ့အာဟုညပင်းရတယ်ဖြစ်ပါတယ်အဲ့တော့ဒီနေ့အတွက်လည်း like ပါချစ်ရှုပေးကြတဲ့သူတယောက်ချင်းဒီအားလုံးလည်းကျေးဇူးအများကြီးပဲတင်ရှိပါတယ်နော်နောက်နေ့ကြာလို့ရှိရင်လည်းဘလိုဟင်းပွက်လေးတွေချက်ပြပြီးတော့တင်ဆက်ပေးမလို့ဆိုတာလည်းစောင့်ကြည့်ပြီးတော့အပြေးချပါအောင်ရှင် love you all